အားလုံးပဲမင်္ဂလာပါအဲကျွန်တော်ဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာလေးကတော့ဒီ battery BMS အကြောင်းပဲဖြစ်ပါတယ်အဲ့တော့ battery BMS ဆိုတာကတော့ဒီ battery တွေမှာ ကျွန်တော်တို့ဒီ cell တွေအများကြီးပါတယ်ပေါ့နော်အဲ့ cell တွေကိုသူက management လုပ်ပေးတယ်နောက်တစ်ခုကဒီ battery ရဲ့ temperature တွေဒီအုံးတန်ဖိုးတွေပေါ့နော်အဲတော့ အများကြီးပေါ့ ambient controlling လောက်တာတွေကအဆပေါ့နော်ဘက်ထရီဥပမာဆိုရင် battery temperature မြင့်လာတာနဲ့အများကျွန်တော်တို့ ambient ကိုရှော့ပြီးတော့ twin တဲ့ကိစ္စတွေပေါ့အဲ့လိုမျိုးကိစ္စတွေအတွက် BMS ဆိုတာအဲ့တို့ထည့်သွင်းထားတာပေါ့နော်အဲ့တော့ BMS ချိတ်ချင်းရဲ့အကျိုးကျေးဇူးအကြောင်းအရင်ပြောမယ်ပေါ့နော် BMS ချိတ်မယ်ဆိုရင်ကျွန်တော်တို့ကအီလဲလဲကူကူပဲရာခိုင်နှုန်းနေချိလို့ရတယ်ခုနကပြောလိုပဲကျွန်တော်တို့က battery မှာ over current နေဖြစ်တဲ့အချိန်မှာကျွန်တော် auto cut out တွေလုပ်ပေးတယ်ပြီးတော့ SOC 20%လို့မဟုတ်21%ကြာရင် auto cut out ဖြတ်ပေးတယ်ပေါ့နော် ဲ့လိုကိစ္စတွေမှာကျွန်တော်တို့က BMS စနစ်ကိုအသုံးပြုလို့ရတယ်။အားနည်းချက်ကတော့ BMS ချိန်တာမယ်ဆိုရင်ကျွန်တော်တို့က SOC ရုပ်တရက် drop ဖြစ်သွားတာပေါ့နော်50ရာခိုင်နှုန်းကနေမှ0%သုံးမဟုတ်ကျွန်တော်တို့30ရာခိုင်နှုန်းကနေ0%အဲ့လို drop ဖြစ်သွားတဲ့ကိစ္စတွေခဏခဏကြုံတွေ့ရတယ်။ဒါကဘာကြောင့်လဲဆိုတော့ဒီ stable မဖြစ်သေးတာပေါ့နော် software stable မဖြစ်သေးတဲ့ကိစ္စကြောင့်မလို့ဒီလိုကိစ္စတွေဖြစ်တာများတယ်ဗျ။အဲ့ဒီအတွက်ကြောင့်မလို့ BMS ချိန်ရင်လဲကျွန်တော်တို့ကကောင်းကျိုးရှိတယ်လို့ မချိန်ရင်လည်းအဲအကောင့်နဲ့ချက်ဒီပေါ့နော်ချိန်ချိန်ရင်လည်းကောင်းတယ်မချိန်ရင်လည်းမကောင်းဘူးပေါ့နော်ဒါမျိုးမျိုးပေါ့ဒီ installation သမားတွေ engineer တွေဟိုအတုံးပေါ့နော်မိမိတုံးပြူမဲ့ residential house မှာလိုအပ်တယ်လို့မျိုးအဲချိန်ရတယ်ပေါ့နော်အဲဒါကို voting နဲ့ပဲထိမလားဒါမှမဟုတ်ဒါကို BMS နဲ့ပဲထိမလားပေါ့နော်အဲ့လိုကိစ္စမျိုးတွေကျွန်တော်တို့ရှိပါတယ်